မင်္ဂလာပါရှင်ရန်ကုန်တိုင်းရဲ့နေ့စဉ်သတင်းအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်ကျမကတော့မြန်မိုးထပ်ပေါင်းတင်ဆက်ပေးခြင်းတဲ့သတင်းရအကြောင်းအရာတွေကတော့ကျောင်းဘုံစေတီတော်၌ငင်းချင်ရေးခေါင်းလောင်းများတပြိုင်တည်းသိခတ်မည်ဆိုတဲ့သတင်းနိုင်ငံလုံးဆိုင်ရာသုတဆုံးနေဘုဒ္ဓဝင်ပြေဆိုပူဇော်ပွဲ၌ ပထမဆူရှင်နိုင်သားရမဆုခုဆိုတဲ့တဲ့။ကျောင်းဝတ်နောက်ကျနေသည့်ကျောင်းသားကျောင်းသူများကိုကျောင်းဝတ်လက်ခံပေးလျက်ရှိဆိုတဲ့တဲ့။နိုင်ငံတကာသတင်းတပုံအနေနဲ့နိုင်ငံခြားခရီးသွားများဖြစ်အထူးစီကားလာသည့်တရုတ်ကွမ်တုံမှ အလက်ထရောနစ်ဈေးဆိုတဲ့တဲ့။ အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့ ရွှေရုံကုန်းစေတီတော်၌ငင်းချမ်းရေးခေါင်းလောင်းများတပြိုင်တည်းတီးခတ်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရွှေရကုံစေတီတော်ရှင်ပြန်တော်မှာငိမ့်ချမ်းရေးခေါင်းလောင်းတွေကိုနေုံလားပြည့်နေမဟာသမယခါရော်နေမှာတပြိုင်တည်းတီးခတ်သွားမယ်လို့ရွှေရကုံစေတီတော်ဘန္နာတော်ထိန်ခေါ်ဘက်ကအဖွဲ့ကနေသိရပါတယ် လာမယ့်ဂျုံလာ၁၀ရက်နေ့မှာ နေုံလာပြည့်နေ့မဟာသမယခါရောနေရခန်းနာကိုရွှေရကုံစေတီတော်အရှင်ပြင်မှာကျင်းပသွားမယ်လို့ဆိုပါတယ်။အဆိုပါအခမ်းနာကိုရွှေရကုံစေတီတော်ဗန္နာတော်ထိန်ခေါ်ဘကအဖွဲ့ကကြီးမှုပြီးမနက်၅နာရီမှစွန်းတော်စက္ကန်လူရန်ထောင်မနက်၆နာရီမှရွှေရကုံစေတီတော်ဩဝါဒစရိယာဆရာတော်ကြီးတွေနဲ့ဆောက်ရှောက်ရေးတန်ခါတော်တွေကိုအာယုံစွန်းစက္ကန်လူရန်ထားနဲ့လူပွဲဝိထုတွေကိုစက္ကန်လူရန်ထားတွေ ွေပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်မနက်6နာရီခွဲအချိန်မှာရင်းမြင့်တော်ရဲ့တောင်ဘက်ရှေးဟောင်းဗုဒ္ဓရုပ်ဘွားတော်များတစောင်းမှာမဟာသမယခါရောနေဆိုင်ရာတိမတ်ဖွဲရာတရားတော်တွေကိုနာကြားပြီးရေဆက်သွင်းချအမျှပေးဝေတာပြုလုပ်သွားမယ်လို့သိရပါတယ်။ မနက်9နာရီအချိန်မှာတော့မဟာသမယနေ့ဖြစ်ပေါ်လာဖို့ကို ဖော်ကျူးတဲ့အနေနဲ့ဘုဒ္ဓဝေယဝိဆာအသင်းတွေနဲ့ဝန်ထမ်းတွေက ကပိလဝုနဲ့ကောလီယာအုပ်စုနှစ်စုခွဲပြီးဇေဒီတော်ကြီးကိုလက်ရရှိလက်လဲပူဇော်ကောင်းဇေဒီတော်ရဲ့ယာဦးထောင်ချမ်းသာကြီးတဆောင်းမှာမဟာသမယတို့ရုပ်ဖတ်ပူဇော်တဲ့အခမ်းအနားကိုကျင်းပမှာဖြစ်ပြီးငိမ့်ချမ်းရထရမှန်အနေနဲ့ရင်ပြင်းတော်ပေါ်ရှိခေါလောင်းတွေကိုတပြိုင်တည်းတိခတ်သွားမယ်လို့သိရပါတယ်ရှင်။ ဒုတိယသတင်းတပုတ်အနေနဲ့ နိုင်ငံလုံးဆိုင်ရာသုတဆုံလင်းဗုဒ္ဓဝင်ပြေဆိုပူဇော်ပွဲ၌တနိုင်ငံလုံးပထမဆုရှင်လှိုင်းသားရမှစုခုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပခဲ့တဲ့မြန်မာနိုင်ငံလုံးဆိုင်ရာသုတဆုံလင်းဗုဒ္ဓဝင်ပြေဆိုပူဇော်ပွဲမှာတနိုင်ငံလုံးပထမဆုရှင်အဖြစ်ရောင်ရိုင်းဒေသကြီးကိုစားပြု ပထမမြတ်ကုံသာနာဗိမာန်စားပြေဌာနဗုဒ္ဓမာမကယဉ်ကျေးမှုတင်နန်းဌာနမှမဲ့ဤကြပြုအလဲတန်းစင်လှိုင်းသားရမြို့နယ်ကစုခုရရှိခဲ့ တယ်လို့သိရပါတယ်။အဆိုပါတွားတရမအကျိန်ပြုလုပ်ခြင်းပါတဲ့မြမနိုင်ငံလုံးဆိုင်ရာသုတဆုံးလင်းဘုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးကိုမေလ28ကနေ29ရက်နေ့အထိနှစ်ရက်အတိုင်းတိုင်းရန်ကုန်အမျိုးသားကားဆက်ရုံမှပြုလုပ်ခြင်းပါခဲ့တာပါ။ အစိုးရပဋ္ဌာန်းမြတ်ကိုဥဒနာဗိမာန်စာပြေဌာနဗုဒ္ဓမမကယဉ်ကျေးမှုသင်္นานဌာနဗုဒ္ဓမမကမိုးကော့ဝိပဒနာပရိယတ်တိစာသင်တိုင်းဆရာတော်အနေနဲ့မြန်မာနိုင်ငံလုံးဆိုင်ရာသုတဆုံလင်းဗုဒ္ဓဝင်ပြေဆိုပူဇော်ပွဲကြီးကိုဆယ်နှစ်မြောက်အဖြစ်သင်္นานသားတွေကိုပြေဆိုနိုင်ဖို့ဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ် အခုနှစ်တွင်းတတမအကြိမ်ပြုလုပ်ခြင်းပါထေမြန်မာနိုင်ငံလုံးဆိုင်ရာသုတဆုံလင်းဗုဒ္ဓဝင်ပြေဆိုပူဇော်ပွဲကြီးမှတင်နန်းသားတွေပါဝင်ပြေဆိုအောင်မြင်ထားတဲ့ပတ်သက်လို့ဗုဒ္ဓမာမကယဉ်ကျေးမှုတင်နန်းဌာနဆရာတော်ဥတုနန္ဒာကရန်ကုန်မီဒီယာဂရုကိုခုလိုပဲပြောပါထေဒီနေ့မှာအဘိုးရောဝတ်တာဝတ်တာဘွယ်နဲ့၃နှစ်လောက်၄နှစ်လောက်ရခဲ့တယ်ပေါ့ဒီနေ့မှာတော့ထူးခြားတာဒီကောင်ကအဘိုးဝင်59ယောက်ထဲမှာလဲ6ယောက်ဖြစ်ခဲ့တယ် ထို့ပြင်မှာရန်ကုန်တိုင်းစာပြတာလည်းမနစ်ကလည်းရန်ကုန်တိုင်းစာပြတာမှာပထမရတယ်ဒီနေ့လည်းရန်ကုန်တိုင်းစာပြတာမှာအငယ်တန်းမှာပထမရရှိတယ်ဆိုတော့ရိုက်ကြတာကဒီကြောင်းမှာသူတို့ရွေးချယ်တဲ့အစင်းနဲ့မှာတနင်္ဂနွေအတော်တော်အမှတ်များတော့အကြောင်းနဲ့ဆက်ရွေးချယ်တယ်နောက်ရန်ကုန်စာပြတာရဲ့အတော်တော်နှစ်ယောက်ရွေးချယ်တယ်ပေါ့အဲ့ဒီရတဲ့ကမှာဆရာတော်တို့ကြောင်းကဒီ59ယောက်ထဲမှာအတော်ဆုံးနေအချင်းတနင်္ဂနွေဒုတတိယတနင်္ဂနွေဒုတိယတနင်္ဂနွေတတိယတနင်္ဂနွေအဆုံးထတနင်္ဂနွေ စတဲ့မှာတဏ္ဍာရုံအတဏ္ဍာရုံရှိအောင်ရောက်တယ်စတဲ့မှာပေါ့တဏ္ဍာရုံရှိအောင်ရောက်ရဲ့အ73ရောက်ရောက်ရတယ်အရောက်90ထဲမှာပါခဲ့ပြီးတော့အဲဒါကရာမွန်တိုင်းပိုသားပြီးရာမွန်တိုင်းအတော်ဆုံးတစ်ယောက်ထဲမှာပထမဒုတိယနဲ့ပါဝင်ပြီးတော့6ရွေးချယ်တာပေါ့အဲရွေးချယ်တဲ့အဆင့်ကနေ6ရောက်ရောက်ပြီးတဲ့အခါမှာ90ခုယောက်ကိုဆိုတော့ကပြောတယ်ထပ်ဖြေတဲ့အခါမှာဆရာတော်မဟာယောက်6ယောက်ကို9ယောက်ဗုဒ္ဓဘာသာဥဒ္ဒတာဝေရတယ်။အဲတော့9ယောက်ရောက်တဲ့အခါမှာနောက်ထပ်ဖြေတဲ့အခါမှာတော်တန်း ဆယ်ယောက်ထဲမှာ၃ယောက်ပါသွားတယ်ပေါ့အဲတော့လာပြီးနောက်ဆက်ပြီးတော့ဖြည့်တဲ့ခါမှာ၆ယောက်ထဲမှာတယောက်ကတော့ဆယ်ယောက်ထဲမှာခြံရည်ပြီးနောက်တစ်ယောက်ကတော့သုဒ္ဓရဲ့ပထမရဲ့အဲ့ဒီသူတွေရရတဲ့ကြောင်းဆရာတော်နီးပြဆရာသူဗုဒ္ဓဘာသာနေရပြီးကနာဘွယ်လည်းရရှိပါတယ်နောက်ပထမသူရရှိတဲ့ကျောင်းသားရရှိတဲ့အတွက်ကြောင့်ဆရာတော်မဗုဒ္ဓဘာသာဗုဒ္ဓတရာဥဒိဋ္ဌနေရတိတကဘွယ်ကိုလည်းရရှိပါတယ် ဆိုပါပူဇော်ပွဲကြီးမှာစုရရှိတာနဲ့ပတ်သက်လို့မြန်မာနိုင်ငံလုံးဆိုင်ရာသုတဆုံလင်းဘုဒ္ဓဝင်ပြေဆိုပူဇော်ပွဲမှာတနိုင်ငံလုံးပထမဆုရှင်မက်ဤချဖြူအလဲတန်းစင်ကရန်ကုန်မီဒီယာဂရုကိုခုလိုပဲပြောပြထားပါတယ်ဒီလိုမြန်မာစီရခဲ့တဲ့ဝန်လာပါတော့ဒီလိုတရားစုံတဲ့ပြည်ညာကြီးကိုပြောင်းလို့လုပ်ပြဆရာတွေပေါ့ဒီဇာရီကဘုရားတန်နာရောပြောင်းပါဖို့အတွက်မနေကုန်လို့တက်လို့နေကြတယ် တနည်းကိုယ်တိုင်လည်းဒီလို black way မှာပေါင်းနေပြီးတော့အလိုအကိုယူရတဲ့အစီအစဉ်ရောက်တဲ့လို့ရမ်းမတာနေပါတယ်။လုံးလုံးမနာအစီအစဉ်ရောက်ချင်တဲ့အစီအစဉ်တော့ဒီကတော့ဒီတမားရီလက်ရှိရမယ်ကိုကိုယ်တိုင်ဂျူစားခြင်းနဲ့စိတ်နဲ့ရှိရမယ်ညီငယ်လည်းကောင်းရမယ်အဲ့ဒါရည်အပြင်မှာတော့ကန်ကောင်းမှုလည်းဆိုရင်ပေါ့အစာရေရပြီးတော့တချို့ဆိုရင်ကံမကောင်းလို့မရရင်ရှိရဲ့ဒီကတော့ကိုကစာရက်နေပြီဆိုတဲ့ ကံကောင်းမှုတွေဖျားတရားလုပ်ရတယ်ပေါ့နော်မမေ့တယ်အဲဘုရားကနောက်လာမယ်ဒီမှာနေရတယ်အရင်ဆုံးကိုယ်လိုက်ဇေလုံးလာမလျှော်ပဲနဲ့ကျွန်တော်ဖျားစာဖြစ်တဲ့ကြောင့်တည်ယူတည်တည်လေးနဲ့လည်းတက်တင်နေအဲပြည့်ခါမှလည်းဒီစာလေးမှပိုင်းလာလို့ကိုယ်ကိုယ်လည်းကျင့်သုံးတည်နေအဲ့လိုကျင့်သုံးရင်းနဲ့ဒါကအဲရင်းရင်းထမြန်လာမယ်ထမြန်လာမှတစ်စင်ကိုယ်ကိုကံကောင်းအောင်ဆိုပြီးတော့နေနေစဉ်ကြတယ်နော်မမေ့တယ်ဒီကရောဖျားကိုကိုယ်ကနေနေဖျားအောင်မမေ့တယ် ရင်းစာဖြေပွဲမှာတိုင်းနယ်ပြည်နယ်အသီးသီးကစာဖြေဌာနတင်နန်းဌာနတို့ရဲ့ဆောင်ရွက်မှုအင်အားနဲ့မူလာဒန်းစင်အလဲဒန်းစင်ဒဗလိုမာဒန်းစင်ចောင်းသားចောင်းသူတွေဟာ မဟာဗုဒ္ဓဝင်ဒေသနာတော်ကိုလိလာဖြေဆိုပူဇော်ကြပြီးထူးကျွန်စွာအစဉ်စင်အောင်မြင်ကြပြီးထိုက်တန်တဲ့စုတွေလည်းစုကူးနိုင်ခဲ့ကြတယ်လို့သိရပါတယ်။ အဓိကအနေနဲ့အလယ်နန်းစင်ပြေဆိုပူဇော်ပွဲကြီးရဲ့နောက်ဆုံးစင်ပြေဆိုပူဇော်ခဲ့မှုမှာတော့ရောင်တိုင်းဒေသကြီးကိုစားပြုပဋ္ဌာန်းမြတ်ကုံးသာနာဗိမာန်စပြေဌာနဗုဒ္ဓမာမကယဉ်ကျေးမှုသင်တန်းဌာနမှမဲ့ဤကြားပြုအလယ်နန်းစင်ကတနိုင်ငံလုံးပထမဆူရှင်ဖြစ်ခဲ့ပြီးစပြေမလားရက်နေမလားဆူငွေဘောနပ်ဆူငွေတွေရဲ့ဖြစ်စုစုပေါင်း380ခန့်ရရှိပိုင်ဆိုင်နိုင်ခဲ့တယ်လို့မြို့နယ်တန်းကနာရက်ကအဖွဲ့ကလည်းချီးမြှောက်သားတွေဆောင်ရွက်ခဲ့ ဲ့တယ်လို့သိရပါတယ်ရှင်ဆလဘီကျောင်းဝတ်နောက်ကျနေသည့်ကျောင်းသားကျောင်းသူများကိုကျောင်းဝတ်လက်ခံပေးလျက်ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အခြေခံပညာကျောင်းတွေဖွင့်လင့်နေပြီဖြစ်ပေမဲ့အကျောင်းအမျိုးမျိုးကြောင့်ကျောင်းအနောက်ကျားထက်ကျောင်းသားကျောင်းသူများကိုလည်းဆက်လက်ကျောင်းအလက်ခံပေးလျက်ရှိတယ်လို့သိရပါတယ်။2025-2026ပညာသင်နှစ်အတွက်နေပြည်တော်ကောင်စီနယ်မြေအပါဝင်ဒိုင်းဒေသကြီးနယ်ပြည်နယ်များရှိအခြေခံပညာကျောင်းများဖုံးတော်ကြီးတင်ပညာရေးကျောင်းများနဲ့ကိုပိုင်ကျောင်းများကိုဂျွန်လ၂ရက်မှစတင်ကဖွင့်လင့်ခဲ့ပြီးကျောင်းသားကျောင်းသူစုစုပေါင်း6တန်းကျော်တက်ရောက်ပညာသင်ကြား လျက်ရှိတယ်လို့သိရပါတယ်အခြေခံပညာကြောင်းများစနစ်တကျဖွင့်လှစ်နိုင်ရေးအတွက်ပညာရေးဝန်ကြီးဌာနနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများမှတာဝန်ရှိသူများကစာသင်ခန်းများအတွင် စာသင်ခုများကြိုတင်နေရာချထားပေးခြင်း၊ကျောင်းကျို့ပို့ရှင်များစီစဉ်ပေးခြင်း၊ကျောင်းများတန်ရှင်းတာယာလှပရေးနှင့်ကျောင်းဥပဒေရုံးကောင်းမွန်စေရေးအတွက်ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွေကိုဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ်။ ဒါအပြင်ကျောင်းအနှံချိန်မှာလည်းတင်ယိုးညွန်းတန်းစာအုပ်များဗလာစာအုပ်များစာရေးကရိယာများကို အခမဲ့ထုတ်ပေးပြီးကေဂျီနဲ့မူလာဒန်းကျောင်းသားကျောင်းသူများအတွက်ကျောင်းဝတ်ဆုံးထွေးကိုလည်းအခမဲ့ပေးရခဲ့တယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းပုံအနေနဲ့နိုင်ငံခြားခရီးသွားများဖြင့်အထူးစီကားလာသည့်တရုတ်ကွမ်တုံမှအီလက်ထရောနစ်ဈေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကဘာပေါ်ကအကြီးမားဆုံး electronic ဈေးတွေထဲကတစ်ခုဖြစ်တဲ့ပွာချံပေဟာတရုတ်တောင်ပိုင်းကွမ်တုံပြည်နယ်ရှင်ကျန်းမှာရှိပြီးနိုင်ငံခြားဧကရီသွားများမဖြစ်မနေသွားချတဲ့နေရာဖြစ်လာပါထိလျက်စစ်ပစ္စည်းအမျိုးမျိုးရောင်းချနေတဲ့ဆိုင်လေးတွေမရေမသွက်နိုင်အောင်ရှိပြီးနိုင်ငံခြားခရီးသည်များအတွက်ဈေးဝယ်နေရာကြီးဖြစ်လာက နောက်ဆုံးပေါ်နည်းပညာပစ္စည်းများကိုအဲ့ရပြည့်ဝယ်ယူကြပါထိ တနေ့ကိုခရီးသည်9000ကျော်ခန့်လာရောက်လေရှိပြီး အဝယ်အများဆုံးတွေထဲက drone, laptop, AI မျက်မှန်များ AI ဘာသာပြန်ဆက်များအပါအဝင်ဒီပညာမြင့်ပစ္စည်းများစွာရောင်းချနေပါသည်အရင်ကဆိုရင်နိုင်ငံခြားကုန်တဲ့အများစုသာလာရောက်ကြပေမဲ့အခုတော့ခရီးသွားအများအပြားကလက်ဆောင်ပေးဖို့ဖြစ်ဖြစ် ကိုရိုင်းသုံးဖို့ပဲဖြစ်ဖြစ်နိပညာပစ္စည်းတွေလာဝယ်ကြတယ်လို့ဈေးတဲကဆိုင်ရှင်တအူးကပြောပါသေးတယ်။ ဝါချံပေးမှငွေကြေးလဲလဲခြင်းနိုင်ငံတကာပို့ဆောင်ရေးအခွန်ပြန်အမ်းခြင်းစတဲ့ဝန်ဆောင်မှုတွေပါရှိထားကြောင်းဈေးဝယ်ရထားပို့ပြီးအဆင်ပြေချုံးပွေစေပါတယ်လို့သိရပါတယ်ရှင်ရခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတဲ့ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ ကျမကတော့မြန်မိုးထပ်ပါ